နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့2025ခုနှစ် April 22ရက်နေ့မှာမြင်းငလင်ကြီးမားစွာလှုပ်ခတ်မယ်လို့ TikTok အကောင့်ကနေတဆင့်မဟုတ်မမှန်သတင်းအမှားများကိုဖြန့်ဝေနေကြောင်းသတင်းရတဲ့အတွက် April 22ရက်နေ့10နာရီအချိန်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမုံရွာမြို့မြဝတီရက်ကွာတိုးချက်ကွက်တဲ့ရက်နယ်မြေ21ရွှေညောင်ပင်လမ်းမှာရှိတဲ့နေအိမ်ကိုတွားရောက်ရှာဖွေခဲ့ရာတရက်ခန့် John Pomeroy အကောင့်ပိုင်ရှင် ဂျွန်မိုးသဲကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖန်စီရမိခဲ့တဲ့တရားခံကိုစစ်စစ်ဖော်ထုတ်ချက်များအရ၎င်းဟာ2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့နောက်ပိုင်းမုံရွာမြို့ပေါ်မှာပြုလုပ်တဲ့ဆန္ဒပြပွဲမှာအကြိမ်20ခန့်လိုက်ပါဆောင်ရွက်ခဲ့တဲ့အတော့မုံရွာနယ်မြေရဲစခန်းကရာဇတ်တကြီးဥပဒေပုံမှ905ကကြီးနဲ့အမှုဖွဲ့အရေးယူခဲ့တော်လဲအသက်မပြည့်သေးသူကလေးငယ်ဖြစ်နေတဲ့အတော့မိဘအုပ်ထိန်းသူများအောက်မှာကောင်းမွန်စွာနေထိုင်ရန်မုံရွာခရိုင်တရားရုံးကအမိန့်ချမှတ်ခဲ့ခြင်းခံရသူဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်2021ခုနှစ် ်မေလ28ရက်နေ့မှာကော့ဂရိတ်မျိုးကနေတစဉ် KNDO တိုက်ရင်6ထံကိုတွားရောက်ပြီးတော့အဲ့ဒီ KNDO တိုက်ရင်6ကဖွင့်လှစ်တဲ့အကြံဖတ်တင်နန်းအားတင်နန်းသား85ဦးနဲ့အတူတက်ရောက်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့အကြံဖတ်အဖွဲ့အစည်းများအတွက် online ကနေတစဉ် အလူငွေများကိုကောက်ခံထောက်ပံ့ပေးခဲ့တယ်လို့စစ်ကောင်စီကသတင်းဖော်ပြထားပါတယ်။အဲဒီနောက်မှာတော့2021ခုနှစ်စက်တဘာလတတိယပတ်ခန့်မှာဘုံရွာမြို့ကိုပြန်လည်ရောက်ရှိနေထိုင်နေတဲ့အချိန်အော်တိုဘာလ30ရက်နေ့မှာလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့နိုဝင်ဘာလ14ရက်နေ့မှာဘုံရွာမြို့အမှတ်1ရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်90ညမြင်းဆောင်52ကာဂျီရိုနဲ့အမှုဖွင့်လှစ်ခံရပြီးတော့ဘုံရွာ KR တရားရုံးကနေ2022ခုနှစ်အော်တိုဘာလမှာ ထောင်တန်းနှစ်နှစ်ပြည်တံချမှတ်ခံရတဲ့အတော့မန္တလေးမြို့မှာရှိတဲ့လူငယ်ထိမ့်သိမ်းရေးတင်တန်းကျောင်းမှာထိမ့်သိမ်းဆောက်ရှောက်ချင်းခံခဲ့ရက2023ခုနှစ်ဇွန်လမှာပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါဗျ။ဂျွန်မိုးတဲ့အနေနဲ့ထောင်ကနေလွတ်မြောက်ပြီးတဲ့နောက်ဘေးရင်လက္ခဏာပညာကိုအသုံးချပြီးတော့ပြည်သူလူထုထင်အောင်ထင်မှားဖြစ်စေရန်ရည်ရွယ်ချက်နဲ့2024ခုနှစ်ဖေဖော်ဝါရီလမှာ ဂျွန်မုံ 5D အမည်နဲ့ TikTok အကောင့်ဖွင့်လိုက်ကအကြမ်းဖက်အဖွဲ့အစည်းများနဲ့ပတ်သက်တဲ့ post များအား၎င်းမြေငံလင်းနဲ့ပတ်သက်တဲ့ post များအား၎င်းအများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်ပြီးတော့မဟုတ်မမှန်ရေးသားဖော်ပြခဲ့တယ်လို့စီစစ်တွေ့ရှိရတဲ့အတွက်၎င်းအားဥပဒေအရထိထိရောက်ရောက်အေးအေးယူသွားမှဖြစ်ပြီးတော့နောက်အလားတူမဟုတ်မမှန်သတင်းများ ။တရိအမားများရေးသားဖြတ်ဝေသူများကိုလည်းစီစစ်ဖော်ထုတ်ပြီးတော့ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်တယ်လို့စစ်ကောင်စီကပြောကြားလိုက်ပါတယ်။မိဘပြည်သူများအနေနဲ့တဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့တရင်အတုတရင်အမားများကိုမတမာသူများကဖြန့်ဝေရေးသားဖော်ပြလျက်ရှိတဲ့အတွာယုံကြည်မှုမရှိရနဲ့တဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့တရင်များကိုကတ်ဆိုင်ရာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအချိန်နဲ့တပြေးညီတိကျစွာထုတ်ပြန်ပေးလျက်ရှိတယ်လို့စစ်ကောင်စီကအတိအပြေးထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ